လက်ရှိမှာအာရခတက်တော်အေးသိမ့်ပိုက်ရရှိထားတဲ့ရခိုင်ပြည်နယ်ရှိမောင်တော်နယ်ဘူတိတောင်မြို့တို့ကိုမြန်မာတပ်မတော်ကပြန်လည်မရရှိပါကမွတ်စလင်တွေနေရပြန်ရေးကိုလှုံ့ဆော်နိုင်မှာမဟုတ်ဘူးလို့ရခိုင်ဥဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်ကစီရင်နိုင်တဲ့ဌာနကိုပြောပါတယ်။အရင်နောက်ဆက်ကလက်ထက်မှာနှစ်နိုင်ငံတောင်ဝင်ရှိသူတွေအကြားသဘောတူညီချက်ရရှိထားတာဟာမွတ်စလင်ဒုက္ခသည်တသိန်းရှစ်သန်းကိုဥစွာနေရပြန်ပို့ရေးလက်ခံဆောင်ရွက်ဖို့ဖြစ်ပါတယ်။အဲ့ဒီလိုနေရပြန်နိုင်ရေးနဲ့ပတ်သက်ပြီးလက်ရှိအုပ်ချုပ်နေတဲ့ကာလုံနဲ့ ရေကောက်ပွဲပြီးနောက်တက်လာမဲ့အစိုးရတို့မှတာဝန်ရှိကြောင်းအဲ့ဒီမောင်တော်နဲ့ဘူးစီတောင်မျိုးကိုပြန်မရပါကနေရက်ပြန်ရင်မလုံနိုင်ကြောင်းရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်ကစီရင်နိုင်တဲ့ဌာနကိုပြောပါရစေ။အဲ့တော့မောင်တို့ဦးပြီးတော့ခမရပြည်ပုံမကျွန်းတွေကဒီနိုင်ငံရေးစီအဖြစ်လာမယ့် retaxation လို့ခေါ်တယ်။အဲဒီ panel ကိုရတော့ဒီ group တွေအဓိကကြတယ်။ဟောဒီမျိုးဖြစ်လာတယ်။ဒီလိုမြန်မာအစိုးရကမောင်တို့ဦးပြီးတော့ပြတာကိုမရရင် ဘလို့မှ relaxation မလုပ်နိုင်ဘူးအဲ့ဒီအချက်ကြီးကတော့ဒီမှာအစိုးရပို့ရကာလမရှိဘူးနောက်အစိုးရမှရှိတယ်ဒါပေမဲ့ဒီမှန်ချက်ကြီးနိုင်ငံတကာဆက်ဆံရေးနဲ့နိုင်ငံတကာ community နဲ့တက်ပလို့လာမယ့်ဒီကောက်တူအလောအစိုးရအခုအစိုးရအားလုံးအတွက်အရေးကြီးတာအဲ့ base step ပို့လို့ချက် page ရှိတောင်းကြည့်လို့ကြာရဖြစ်တယ်အဲ့ဒီလိုပြန်ရင်ကိုဘယ်လိုလုပ်ပါလဲစီးရင်နိုင်တယ်ရဆိုတာဒီမှာလက်ရှိဆိုရတက်ကဆောင်ရမယ်လုပ်ငန်းစီပြမှာပါနေတယ်

က်ခိုင်ပြည်နယ်ရှိအစိုးရမဟုတ်တဲ့အဖွဲ့အစည်းကိုနိုင်ငံတကာဖိအားပေးဖို့လိုအပ်ကြောင်းနှစ်80ပြည့်ကျင်းပနေတဲ့ကုလသမဂ္ဂအထွေထွေညီလာခံမှာစက်တင်ဘာ26ရက်ကပြောကြားခဲ့တာပါ။ဒါအပြင်မွတ်စလင်ဒုက္ခသည်အရေးဖြစ်ရှင်မှုဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့အချက်ခွနခုပါတဲ့လမ်းပြမြေပုံကိုရေးဆွဲထားပြီးအချိန်ပေါင်းတွင်နေရပြန်ပို့ပေးနိုင်မယ့်အဲ့ဒီလုပ်ငန်းစဉ်တွေကိုကမ္ဘာနိုင်ငံတွေကသဘောတူရမယ်လို့လည်းယူနွတ်ကပြောကြားခဲ့ပါတယ်။ရခိုင်ပြည်နယ်မှာလူမျိုးစုတွေနဲ့သက်ဆိုင်သူတွေပါဝင်နေတဲ့ပြဿနာတွေကိုနိုင်ငံရေးအရာအဖြေရှာဖို့လိုအပ်ကြောင်းလဲ နိုင်ငံတကာအတိုင်းဝိုင်းကိုယူနုကတိုက်တွန်းထားတာပါ။မွတ်စလင်ဒုက္ခသည်တွေအနေနဲ့လက်ရှိဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းကဒုက္ခသည်စခန်းတွေမှာနေထိုင်တဲ့အခါမှာအစားအသောက်ဆင်းရဲနိုင်ပေမဲ့လည်းအသက်အန္တရာယ်မရှိကြောင်းစီလုံးညညတော်တိုင်းရင်းသားလူမျိုးများမဟာမိတ် UNE မှဦးမြင့်ကျော်ကစီရင်တဲ့တင်ထဏာကိုပြောပါရစေ။အဲ့ဒီသူတို့အနေနဲ့ရခိုင်ပြည်နယ်ထဲနေရပြန်လာမယ်ဆိုပါကအစားအသောက်မပြည့်စုံတဲ့အပြင်တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေမြေဖြစ်တာကြောင့်အသက်အန္တရာယ်ပါရှိကြောင်းသူကပြောပါတယ်။လောလောဆယ်တော့ဘယ်လိုမှ ရှင်းနိုင်လို့မဖြစ်ဘူး။ဘာဖြစ်လို့လဲဆိုတော့အဲဒီဒုက္ခတဲ့ဈာန်မှနေရင်ငါအစာ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 ရှင်ရဲကောင်းရှင်ရဲနိုင်လို့ပေါ့။ဒါပေမဲ့အသက်အန္တရာယ်တော့မရှိဘူး။နေရခံရတာလုံဆောင်တယ်။နော်။အဲကောင်းမှုမှနေလို့ရတယ်။ရခံတီသေးကိုရောက်လာမယ်ဆိုရင်သူတို့အသက်နော်အစာအစာမလုံဆောင်ခဲ့လို့ပြင်အသက်ဝင်လာတယ် မပြေချောင်းဘာဖြစ်လို့ဆိုရခိုင်ကစိတ်မကျင်ဖြစ်နေတယ်ပိုပြီးဒုက္ခကြီးတယ်အကျန်းသတ္တမတွေလည်းဝင်နေတယ်လို့အာနာသင်္ခါရစိတ်အာနာရှင်များလည်းအချိန်မရွေးလူစုစုမြင်ရင်ဘုံလာပြဲနိုင်တယ်လို့လက်နဲ့ကြည့်ရင်လည်းပြင်းနိုင်တယ်ဆိုတော့ဆိုတော့ဒီတော့ရေသားကတော့၎င်းလူသားကတော့၎င်းဘုံကပြဲနိုင်တယ်ဆိုတော့ကျွန်မလက်ခံပြီးမှနေရင်တော့အဲအိုးနဲ့မလုံးချင်ဘူး နော်အဲအစားအစာလက်ခါကအစားဘယ်တော့မှပြည့်နိုင်မှာမဟုတ်ဘူးအဲ့တော့အရင်တော့ဆယ်မှာနော်စာပုံမှာကုကလာမှာသူတို့တော့ကတော့အကင်တော်ဆုံးကအဲ့ဒီဘင်္ဂလားဒေ့ရှ်ကလူကန်နေမှာမိလားဟာအာအကင်တော်ဆုံးလို့ပြောတယ်မဟုတ်တော့ပြောရှင်ပါနောက်ဆက်ကလက်ထပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှရဲ့2025ခုနှစ်ဧပြီလက ဘင်းစတက်အစည်းအဝေးတက်ရောက်ဖို့ဘန်ကောက်ခီးစင်မှာမွတ်စလင်ဒုက္ခသည်တွေနေရပြန်ရေးကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံသားရင်းဝင်ကြီးနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အကြီးအကဲမိုဟာမက်ယူနိုရဲ့အဆင့်မြင့်ကိုယ်စားလှယ်ဒေါက်တာခါလီလာရာမန်တို့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။နောက်ဆက်ကနေဘင်္ဂလားဒေ့ရှ်တို့အကြားဆွေးနွေးမှုမှာထွက်ပြေးတိတ်ဆောင်သွားတဲ့မွတ်စလင်ဒုက္ခသည်တွေထဲကမှဘယ်သူဘဝဖြစ်ကြောင်းစစ်စစ်အတည်ပြုထားနိုင်တဲ့အခြေအတွက်ပေါင်း38000ရှိတယ်လို့မြန်မာဘက်ကဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကိုအတည်ပြုခဲ့ပါတယ်။ ဒါကြောင့်နေရပြန်ဖို့ရအမှန်တကယ်လှုံ့ဆော်ခဲ့သည်ရှိသောတရားဝင်စီစစ်အတည်ပြုရသေးတဲ့ပမာဏသသိန်း၈၀၀၀ကိုသာမြန်မာဘက်ကဥစွာလက်ခံတဲ့အနေအထားဖြစ်ပါတယ်။